ရန်ကုန်တိုင်းတိုက်ကြီးကပ်ပါဆော့ရှော့ရိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်မတရှင်းမသိလားသိဧပြီလ9ရက်နေ့2025ခုနှစ်နောက်ဆုံးသတင်းတွေရကျွန်တော်ဒီကနေ့တော်လန်သတင်းရေငလင်သတင်းတွေငလင်အတွက်ရှောင်းသိမ့်တိမ့်သိမ့်ဆောင်ရွက်သိမ့်တဲ့အချက်တွေရဲ့စုတုပြုဆွေးနွေးတုံ့တက်ဖြစ်ပါတယ်ပထမဦးစော်တော့ဗျာ ထောင်နဲ့စက်တနစ်ကြသွားရှာတဲ့ယုံမပန်ဥက္ကဋ္ဌ FM City နေပြည်တော်မကြမချင်းအေးအေးဆေးဆေးပါဆိုတဲ့တိမ်ဝီထောင်နဲ့စက်တနစ်ထောင်နဲ့မှာအေးအေးဆေးဆေးတောင်းနေရတယ်လို့သူပြောသလိုပဲနေပြည်တော်ကြီးဟာဒီကနေ့ပြိုကျပျက်စီးပြီးအရေးပေါ်စစ်တပ်သုံးလိုင်ကောင်းတော့တုံပြူလို့မရတဲ့အခြေနေပြည်တော်ဝန်ကြီးဌာနတွေအကုန်လုံး ရက်ဆိုင်ထားရတဲ့အခြေဖက်စစ်တပ်ရဲ့အုတ်ချုပ်ရေးရန်နေရာရက်ဆိုင်နေတဲ့အခြေဒီအခြေအနေတွေမှာမင်းအောင်လိုက်မင်းအောင်လိုက်တဘာဝတရားကြီးကအခွင့်အရေးပေးပါလေပေးပါလေအကြေးသာဒီငလျင်ဘေးမှာငလျင်ဘေးမှာ မင်းအောင်လိုင်ဟာတိုင်းပြည်နဲ့လူလူပေါ်တကယ်စေတနာထားပြီးရှိသည်မစစ်တပ်အင်အားလူအင်အားတွေစစ်တပ်ရဲ့အရှင်းမြစ်တွေအကုန်လုံးကိုပြည်သူလူလူအသက်ကိုကယ်တင်ဖို့အတုံးပြုခဲ့မယ်ဆိုရင်ရဟန်းကြီးတွေတုံးပြီးကယ်စည်ပစ္စည်းတွေကိုအလင်းမြန်ပို့ကြမယ်ဆိုရင်တနိုင်ငံလုံးစစ်တပ်ရဲ့ရန်ရားတွေကိုပြိုကျနေတဲ့ကုန်တွေတုံးတွေဖယ်ထုတ်တပ်သားအင်အားတိမ့်နဲ့ချီပြီး ကယ်ဆယ်ရေးလောက်ခဲ့မယ်ဆိုတယောက်โอเคတလုံးဖဲ့အောင်တစ်ချိန်ဆိုโอเคတသိမ့်ဖဲ့ပြလို့ရတဲ့အခြေအစားကြီးစားစာဝိနေရေးအတွက်စစ်တပ်ရဲ့တူလောင်နာတဲ့ဆန်ရိတ်ခါတွေကိုပြည်သူလူကိုကျွေးမွေးပြုစုခဲ့မယ်ဆိုရင်နိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေကိုကြီးကြီးပြပြလက်ခံခဲ့မယ်ဆိုရင်ဘော်ဒါလိုင်းတွေဖွင့်ထားပေးမယ်ဆိုရင်နိုင်ငံကသတင်းတောက်တွေကိုငလင်သတင်းကို ပွင့်လင်းမြင်သာစွာပြမယ်ဆိုရင်ဒီလောက်သိဆုံးမှုတွေရှိမှာမဟုတ်တော့ဘူးမာလောက်ကိုဆဲတဲ့လူတွေကိုမာလောက်ကိုဆဲတဲ့လူတွေပြန်အဆဲခံရတဲ့အခွင့်အရေးဒါပေမဲ့မင်းအောင်လိုက်ဟာစိတ်ကြစားစံတော်ရဲ့ဘာဝတရားကပေးတဲ့အခွင့်အရေးကိုလက်လွတ်ပြီးဒီလူကိုဘုံကျဲမြဲပြဲတယ်စစ်ကြောင်းတွေထုံမြဲထိုးတယ်နိုင်ငံတကာအကူအညီတွေကို တနက်တည်းကြီးစံနေဝယ်ဖို့အတွက်ခိုးဝတ်ထားတယ်ငလင်းနဲ့ခဲခဲရတဲ့လူတွေပြည်သူလူထုကိုလုံးဝ0တရားရခဲ့တော့နီးပါကယ်ဆယ်ရေးမပေးခဲ့ပါဘူးမတည်တင့်တဲ့သူတွေတည်ခဲ့ကြမရောက်လိုက်ဖက်စစ်တက်ကြောင်းထောင်နဲ့ချီနေပါလိမ့်မယ်ဒီမီသားစုရဲ့ချိန်စာတွေနဲ့ဒီမီသားစုဒီပြည်သူလူထုရဲ့ အမျက်ဒေါသဟာမင်းအောင်လိုက်အတွက်ရာဇဝတ်မှုဖြစ်နေပါဘူး။ငလင်ကအခွင့်အရေးကိုရယူနိုင်ခြင်းမရှိဘဲအတ္တဆန်သောစိတ်ဆာဆန်သောစစ်တိုက်ခြင်းနဲ့မင်းအောင်လိုက်တာကဘာပေါ်မှာထင်ရှားတဲ့ရာဇဝတ်ကောင်းကြီးဖြစ်တယ်လို့ထိုင်းနိုင်ငံမှာဘင်းစတစီဝေးတော်တက် တော့တက်တယ်ထောင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 ်နဲ့ပေါ့ဒီနေ့တစ်တော်ရဲမှာကျွန်တော်ကြည့်ရတာလေးဆိုရင်ပေါ့ဟဲ့တိုင်းပြည်သူတယောက်ကပြောတာလားတိုင်းပြည်ကသာငွေပြီးလူထောင်နဲ့ကြည်တည်နေတာတဲ့အနောက်တိုင်းဝစ်ဆောင်ကတော့ကော့ကြော့နေတာပဲတဲ့မင်းအောင်လိုက်ဆိုရဲဒီလိုဝေဖန်မှုတွေတိုင်းလူငယ်တွေပြင်းပြင်းထန်ထန်ကြံ့ကွက်မောင်းထုတ်မှုတွေတိုင်းတိုင်းပြည်သူတွေက 俺们救助无数的盲童兄弟，顶你过了怎么讲？用心嘛，但用心。他能办到个？他能跟大家来下渡里个没有挨拉腰虎做干过生拉片活？俺们能体会到什么？今年我们村来伢个，来伢个，他牙牙打木做，俺们路比度里，俺们什么比度里？他知道吗？ ဒုက္ခပေါ့မြောင်များစွာလောကဒဏ်၈ပါးအပအဝင်ပေါ့ဗျာရန်သူမျိုး၅ပါးဒါတွေခံစားနေရတာကိုကိုချင်းစာတတ်တဲ့ငါတို့လူပြည်သူတွေထိုင်းနိုင်ငံထဲမှာ ရှိသေးပါလားလို့တွေးရင်တရားမျှတမှုအတွက်ကဘာသူကဘာသားတွေရှိနေပါသေးတယ်ရုံးကန်နေကြပါတယ်ဆိုတော့တွေ့လိုက်ရပါတယ်ဒါနဲ့ဆက်ဆက်ထဲမှာထိုင်းကြောင်းသားလူငယ်ဂျွမ်ယုံရှိမှာဆန္ဒပြတယ် မင်းအောင်လည်းလာရောက်တော့ဆန္ဒပြတယ်ဒိုင်းနိုင်ငံသားပြန်လဲလွတ်မြောက်ပြီးဖမ်းဆီးဖို့ဖမ်းဆီးခြင်းမခံရဘူးလေကျွန်တော်တို့နောက်ဆုံးသတင်းအရာသိရပါဆိုတော့ကိုသိန်းဝေသတင်းကိုပြန်ဆက်ကြရအောင်ကိုသိန်းဝေနေပြီးတော့မကြမချင်းအေးအေးဆေးဆေးပါပဲငါတို့နိုင်တယ်ဆိုတော့ကိုသိန်းဝေတယောက်ထောင်နဲ့၁၇နှစ်အခြားခံလိုက်ရပြီလို့ကနဦးကျွန်တော်ပြောတာပါ ယောမပန်ရဲ့ဥက္ကဋ္ဌလုပ်ငန်းပေါင်းမြောက်များစွာရှိပြီး FMI City ရဲ့ဥက္ကဋ္ဌဒီနေ့တော့ဘ ਹੁ ပန်ဥပဒေငွေမဲတွေခွာချတယ်ဆိုပြီးဒီကနေ့ဖန်စီခံခဲ့ရကျွန်တော်တွေ့ရတယ်အဲ့တော့ဥဒိတ်ဝေဥဘမောင်စေဘ ਹੁ မပန် CEO အပါဝင်ရုံးမပိုင်ဒရိုက်တာကိုဦးငွေမဲခဝါစမှုနေဘုထရံတရားလုံးကထောင်းနေရှာမလိုက်တယ်ဂျုံးမပိုင်ဥက္ကဋ္ဌဦးသိမ့်ဝေကို73နှစ်ဇီးကိုဦးပမောင်စင်ကို73နှစ်ဦးစာနီကို73နှစ်ကျန်တဲ့လူကြီး3နှစ်ဇီးလို့သိရတယ်အဲ့တော့ဒီကောင်းနေပါလေလောက်ခဲ့လေဆိုတော့တတ်တလုံးကတော့ကောင်းတာတခုမှမလောက်ခဲ့ပါဘူး ဒီတကွက်မှာစစ်တပ်နဲ့ဘလို့သွားညိလဲတော့မသိဘူးဖက်စစ်တပ်လက်အောက်မှာဘယ်ကောင်းမှမလုံခြုံဘူးဆိုရဲတတိပြချက်ပါဦးသိန်းဝေလိုလူမျိုးတော်ဖက်စီထောင်ချခြင်းဖက်စစ်တပ်လက်အောက်မှာဘယ်ခရိုနီမှဘယ်ဗန်းလုပ်ငန်းပိုက်ရှင်မှဘယ်လုပ်ငန်းရှင်မှမလို့မလုံခြုံပါစစ်တပ်ကအမျက်တော်ရှိုက်ကြံဖန်ထောင်ချကြပါလိမ့်မယ်အဲ့တော့ 太难了！我看到杨威、马里亚、维梅克娃、查韦，还有个人，证明第二名，就麻烦。预防雷死动物嘛，防范防伤害嘛，就麻烦呢，不得疲劳，不顺利，淘汰吧。就麻烦啊！对娃你看没说的，真的，谁？偷偷改变，改变呢，不得疲劳呢。 ကေဘေးအကောင့်တွေတစ်စက်ပိတ်သိမ်းမှုတွေရှိနေပြီးတော့ကေဘေးထုတ်ရင်ဆယ်ရာခိုင်နှုန်းပေးရတယ်ဆိုတော့ညရဲ့ဇက်တွေနဲ့အလောင်းတွေပါစက်သေးကကုလို့ကတမတ်ကိုယူခြင်းနဲ့ကေဘီဇက်ပေးကိုမရှိမဖြစ်လို့သာတုံးနေကြရတာနှလုံးသားထဲမှာနာကျင်နေတယ်ဆိုတာလေကျွန်တော်ခံစားမိပါဒီတော့နေပြည်တော်ကိုမသိမချင်းငါတို့အေးအေးစစ်စစ်ပဲဆိုတော့ ိမ့်ဝင်2013နှစ်ဒါနဲ့ဆက်ဆက်တဲ့ဒီဂရီမှာမနီကမနီကဧပြီလ4ရက်နေ့မနက်9:00နာရီ sorry ည9:00နာရီကျောင်းတိုင်းတိုက်ကြီးမှာကပ္ပစာ7ကိုအမ်ရစ်စပက်ရှယ်အော်ပရေရှင်း JSO မြို့ပြပျောက်ကြားတပ်ဖွဲ့ကဖြစ်အားဖြင့် short တိုင်းတုံးလုံးနဲ့တိုက်ခတ်တိုက်ခိုက်ခဲ့ပါမတာစင်းကိုတော့ အတိပြုနိုင်ကြိုးစားစေကဲဟုတ်ပြီတက်ကြီးကပ္ပစာစက်တကဘယ်နာမှာရှိတာမော်ဘီကနေလာရင်တက်ကြီးကိုရောက်တယ်တက်ကြီးသုံးတက်စီရှိကြော်လိုက်ဘုံကြီးကြောင့်နဲ့ဖျားတဆူရှိအဲ့လမ်းကြားတဲ့ကဝင်သွားပြီးတော့အဲကျွန်တော်ထင်တယ်ဓာတ်တိုင်၄နိုင်စားလောက်မှာလိန်မော်ဂျန်ကြေးရွာအုပ်စုဆိုတဲ့ရွာထိသွားပါဟိုးဘက်မှာညစိမ့်အောင်တောရဆိုတဲ့နေရာရဲ့ ရှုမြောင်ကြီးကြားထဲမှာဒီလိုရှိုကြီးနှစ်ခုကိုအပေါ်ကအမိုးမိုးပြီးတောင်ကြီးတစ်ပွဲလုပ်ပြီးအဲ့ထဲမှာလက်နက်ပစ္စည်းထုတ်လုပ်မှုတွေတူလောင်မှုတွေအများအပြားရှိပြီးတော့ဒေသခံတွေရဲ့အဆိုအရဆိုရင်ဥခင်ညိုလက်ထက်မှာဒီစောက်ခဲ့တဲ့ရှိုကြီးနဲ့ကပ္ပစာတွေမှာအင်မတန်အရေးကြီးတဲ့ရောင်တိုင်းခံစစ်ပြင်မဲ့လက်နက်တွေရှိနေတယ်လို့ရောင်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှုနဲ့တာဝန်ရှိသူမကြာခဏယုံထိုင်နေတဲ့ရှုဝတ်ဌာနချုပ်တခုဖြစ်တယ်လို့ကျွန်တော်သိရပါတယ်။ဒေတာကြီးကပါစာရန်ကုန်တိုင်းအတွက်အင်မတန်အရေးပါတဲ့နေရာဖြစ်ပါတယ်။ရန်ကုန်တိုင်းအတွက်အရေးပါတဲ့နောက်တစ်ခုကကဘာကြီးဖေယားလန်းချော်ရင်းကိုမရောက်ခင်ကကိုရောင်ကြီးတွေထဲမှာဘာတွေရှိရလို့ကျွန်တော်တို့သိထင်ပါတယ်။နောက်တစ်ခု ကျွန်တော်တို့ကလည်းဒီဒီကဘာကြီးပြာလန်ကြီးတော်အင်းလေးဟိုတယ် sorry အင်းလေးဟိုတယ်အင်းလေးဟိုတယ်အရှိမ break bar လာဘာတခုရှိအဲ့နောက်ကစစ်တပ်ဝင်းကြီးကရှိုးမြောင်ကြီးတော်ကြီးအဲ့ထဲမှာပေါ့စနစ်နဲ့ပစ္စည်းတွေနဲ့တူလောင်သားတွေရှိတယ်ဆိုတာကျွန်တော်တို့သိရတယ်ဟိုရက်ကပြောသလိုရန်ကုန်စေမိုင်ကုန်လေရင်ကွင်းမီးပွိုက်စေမိုင်ကုန်ပွိုက်ရင် ်မြန်မာပြည်မှာကြိုးဆိုပါကြီးဆိုတဲ့ကရဝိတ်ဆိုင်မှုရဲ့အနောက်ကဆက်သွယ်ရေးဝင်းကြီးဟာစစ်တပ်ရဲ့အခက်ရာကြတဲ့ဝင်းကြီးအဲ့တော့ကဘာဆောက်ဖြိုးလို့ကြိုးစားပြီးနောက်တစ်ခုကဆယ်မိုင်ကုန်းကဆက်သွယ်ရေးဝင်းကိုဒရုန်းတွေရှော့လိုက်ဒရုန်းတွေနဲ့ပစ်ခတ်နိုင်ပြီးကဘာကြီးဖျားလန်းဘော်ကချော်ရင်းကုန်းမရောက်ခင်ကိုရောင်ကြီးချော်ရင်းကုန်းမိပွိုက်မရောက်ခင်ကိုရောင်ကြီးတဲ့ကအခြေအနေနောက်ဆုံးတစ်ခုက ကျွန်တော်ခုနပြောတယ် Ali Hotel လမ်းတွေက break by နောက်ကစစ်တပ်ဝင်ကြီးနောက်နောက်ဟာတွေကတော့မော်ဘီလီတဲ့ဌာနချုပ်မင်္ဂလာလုံးလေးတဲ့ဌာနချုပ်ဒါတွေပေါ့ဗျာကျွန်တဲ့နေရာတွေမှာတော့လောက်လောက်လာလာမရှိပါဘူးဘေတို့ထုတ်ရောင်းတာနဲ့ဖနက်ဆက်ယူလောက်တာနဲ့မြေသိမ်းမြေခိုးပြီးတော့အာသုံးလုံးတင်တန်းချောင်းဆိုတဲ့နေရာတော့စစ်တပ်ကမြေသိမ်းတာဧကာပေါင်း90ကျော်ပါတယ်အဲဧကာပေါင်း100ကျော်ပါတယ် ဲ့တော့ရန်ကုန်တိုင်းရဲ့အခြေအနေကတော့စတိုက်ပြီလားလို့ထင်မှတ်မှားလိုက်ရပါတယ်တော်လင်းသမားတွေဟာကုတဲ့လူကကုနေတယ်တိုက်တဲ့လူကတိုက်နေတယ်ဆိုတော့တသက်ပြချက်တစ်ခုပါကျွန်တော်နှစ်ထောင်အရဝမ်းသာမိပါတယ်ခြေနဲ့မိပါတယ်တကယ့်တော်လင်းရေးကိုခိုင်ခိုင်မာမာအတွေးခေါ်နေတော်လန်ရေးတာလေငါတို့ရဲ့လူမြောက်ရှားလို့ ခံယူလာတဲ့သူတွေရှိနေပြီးတော့တိုက်ပွဲဝင်တော့မြင်ရတော့အင်မတန်လေးစားဂုဏ်ယူမိတယ်လို့တိုက်ရင်တိုက်ရင်ကုပါကုရင်တိုက်ပါဒီသူကိုတကယ်ကုကြည့်ရင်ငါတို့စစ်မှန်တဲ့နှလုံးသားရှိတဲ့သူတွေဟာဖက်စစ်တပ်ကိုမြမမီဘော်ကမောင်းထုတ်ပြီးမှဒီသူကိုမြစ်တာတရားအဖြစ်နဲ့ကုညီနိုင်မှာ ဖြစ်ပါတယ်ဒီအချိန်မှာတော့စာရီထုတ်တရင်နေထုတ်ရောင်းလေးလေးဝေးလေးဝါလာလာနဲ့ ဖော့ရှိဖော့ရှော်ပဲရပါတယ်တကယ်ကုညီမှုအစ်စ်ကိုလှုပ်ချင်ဖတ်စတဲ့ကူညီမမျိုးကအပီးမောင်းထုတ်ပြီးတထိန်သွားတိမ့်ပိုက်ထိန်ချုပ်မလို့စကားတွေထိတ်ဝမ်းသာတိမ့်ပိုက်ထိန်ချုပ်တဲ့နေမီကပြည်သူလူတွေကိုအပြည့်အဝတရားရတိုင်းလို့ကုညီနိုင်ဖို့စစ်ကိုအနိုင်တိုက်မှရပါလိမ့်မယ်ဗျစစ်မနိုင်မင်းနဲ့ ဖို့ချွေဖို့ရှော့လောက်တာလောက်ပဲရပါမယ်လူကြောက်အောင်လုတ်ပွဲတွေလုတ်ပြီးကြီးညာချက်ထုတ်ပြတဲ့အဆင့်တက်မပူပါဘူးတကယ်ကူမမသိမသိယူထားတဲ့နေရာကိုကိုကဘလို့သွားကူမှာလဲစိတ်ကူးမရင်ကြနဲ့မဝေဝါးကြနဲ့လူကြောက်အောင်မလုတ်ကြနဲ့အသက်တွေဘဝတွေရင်းနေတိုက်ပွဲအနာဂတ်ကိုတိဆော့ဖို့ငါတို့ပုံနာတဲ့လောင်းကြီးကနိုင်ငံနဲ့ချီ ဘယ်သူ့ကိုမှမသိမှန်သိအပြစ်မပြောပါဘူးကျွန်တော်ကတွေးခေါ်ယူဆတဲ့အခြေအနေနဲ့သုံးသက်ချက်ကိုပြောပြဖြစ်ပါဒါတော့တော်လည်ရေးရဲ့နောက်ဆုံးရရှိရတဲ့အခြေအနေဖြစ်ပါတယ်နောက်ဆုံးတော်လည်နေတဲ့တဲ့နဲ့ပတ်သက်တဲ့အခြေအနေလေးတစ်ခုအပိတ်လေးမှပြောပြခြင်းပါလာရှုလာရှုကိုအမန်ဒီကပြန်ပေးမယ်ပြန်ပေးအပ်မယ်ဆိုတဲ့ အခြေအနေဟာရန်ုံပြည်ဒီပါရှိနေဒီကနေ့ညနေမှာ လာရှိုးစေုံကြီးပိတ်လိုက်ပြီးတော့မြို့ပေါ်12ရက်ကွယ်ပေးရမယ်အထဲမှာလာရှိုးစေုံပါတယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့လာရှိုးမြို့သိမ်းတိုက်ပွဲကိုကျွန်တော်တစ်ချက်လောက်ကြည့်ကြရအောင်လာရှိုးမြို့သိမ်းတိုက်ပွဲဟောအပအဝင်ပေါ့ဗျာတိုင်းသားအီအောင်တက်တွေကိုကျွန်တော်ဒီနေရာကနေလေးလေးစားစားပြောပြချင်တာကလေ ။ဤအောင်နေမြေတွေမှာဖြစ်တဲ့မြို့ပြတိုက်ပွဲတွေအများကြီးရှိပါတယ်။ဒီတိုက်ပွဲတွေမှာပြည်သူလူထုဟာဒုတိယအထူးရှအများဆုံးပထမအထီးရှအများဆုံးနဲ့တေဆုံးမှုအများဆုံးဟာစစ်ပွဲအတွေ့အကြုံကိုအသက်နဲ့ရင်းပြီးလာယူတဲ့ကျွန်တော်တို့ညီငယ် generation set အပါဝင်မျိုးဆက်အသီးသီးကမြေပြန့် PDF တွေဖြစ်ပါတယ် PDF တွေဟာနေမီနဲ့ယာဒီဥဒအသားမကျသလိုတိုက်ပွဲအတွေ့အကြုံယူရတဲ့ကာလဖြစ်တာကြောင့်တိုက်ပွဲအတွင်းမှာ EAOD ထပ်ပို့ပြီးတော့ကြဆုံးတော့များပါတယ်။လာရှုတိုက်ပွဲမှာဆိုရင်မြို့ကန်လူလူမြို့ကန်ပြည်သူတထောင်ကြီးပါသေဆုံးရတယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရတယ်။အမန်ဒီနဲ့လက်တွဲတိုက်ပွဲဝင်တဲ့မြေပြတ် PDF 600ကြီးပါကြဆုံးပြီးမှဒီမြို့ကို သွေးဆက်တွေနဲ့ထုံမှုပြီးခက်ခက်ခဲခဲရယူခဲ့တာ။နှွေဦးတော်နိုင်မတိုင်ခင်ပါဗောဗျာ။တိုင်သာဤအောင်ရှိသည်မြဓမ္မတပီလုံးကအဖွဲတွေကျွန်တော်တခုမေးခြင်းပါတယ်။တိုင်းစစ်ဌာနချုပ်လို့နေရာမှုမပြောနဲ့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့လေးတမြို့ကိုတော့ညိုနာကပ်ပြီးတိုက်ပွဲဖော်ဖို့တော့အင်မတန်ခက်ခဲတယ်ဆိုတာလူကြီးမင်းတို့ 够大体吧？大家莫说说说不完的啊！我呀，那段时间有的没有的，大家娃娃啊，所有、所有、所有、所有，表现出来，每人都来一下来，看下喽。那边那一带娃娃呢，平平常常，都变得了一片，那转眼就个鼻涕流流啊，呕呕咳咳，叨叨念念。 တော်လိုင်းရေးမှာငွေရောလူရောစိတ်ရောအတွေးရောအားပေးခဲ့ကြတယ်အချို့သောသူတွေကလူငယ်လူရွယ်တွေအများအပြားကလက်နက်ကင်ပြီး PDF တွေနဲ့တော်လန်ခဲ့ကြတော့ကြောက်အီအော် PDF ပူပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်မှုဟာဖက်စစ်တပ်မြို့တွေအပြင်ကိုတိုက်စစ်ဌာနချုပ်တွေလက်လွတ်ခဲ့ရတယ်အဲ့တော့ဒီလိုမျိုးသိမ်းတိုက်ပွဲတွေဟာ တဦးတယောက်နဲ့စွန့်ဆောင်မှုကြောင့်ရခဲ့တာမဟုတ်ပဲအားလုံးညီညီညာညာလက်တွဲမှုကြောင့်ရခဲ့တယ်လို့အချမ်းမင်းယူဆလို့ရပါတယ်ငါတို့နေမှာကွာငါတို့ကြိုက်တယ်လို့ဆုံးဖြတ်တယ်တိမ့်ပြီပြီတိမ့်ပြီပြီတံပေးကြီးပေးမယ်ပေးချင်မပေးဘူးဆိုရင်ဘူဝပေါင်ရင်တိုက်ဝဲဝင်ခဲ့တဲ့သူတွေရဲ့ဝိညာဉ်တုံတန်နေတဲ့အယိုးပုံတွေထက်ကညကြီးစားလို့ပြန်လဲမြင်အောင်စီးခြင်းပါမျိုးသိမ့်တိုက်ပွဲကြီးတွေမှာ အသက်ဆုံးခဲ့ရတဲ့ပြည်သူလူထုတွေရဲ့မျိုးကိုပြန်လဲလဲပတ်ဖို့ကြိုးစားတဲ့နေရာမှာလေနဲ့ဘုံကျဲခံရင်ကြံ့ကြံ့ခံခဲ့တဲ့ပြည်သူလူထုတွေကိုတော့တစ်ချက်လောက်ငဲ့ကြည့်ဖို့လိုပါတယ်မြန်မာနိုင်ငံကြီးဟာအင်မတန်အပြောင်းလဲလက်တလုံးချားတွေအရန်များခဲ့တဲ့အခြေအနေမှာစစ်တကအာနာသိမ့်လိုက်ရွေးကောက်ပွဲလှုပ်လိုက်အာနာသိမ့်လိုက်ဂတိပေးလိုက်ရွေးကောက်ပွဲလှုပ်လိုက် စစ်တပ်ရဲ့ဂတိကိုဘယ်သူမှမယုံကြည်ရတဲ့အခြေအနေမှာစစ်တပ်ရဲ့စကားစစ်တပ်ရဲ့လုံရဟာပြည်သူတို့ယုံကြည်မှုရောက်ဘလုံးမှနလန်မထူတော့ပဲမြောင်းနေရောက်နေတဲ့အခြေအနေမှာစစ်တပ်ရဲ့လမ်းစဉ်ကိုစစ်တပ်ရဲ့အခြေအနေအတိုင်းပြည်သူတို့ယုံကြည်မှုပြည်သူတို့ရဲ့ယုံကြည်မှုကိမဲ့တော်မှာစိုးရင်တို့ မိမိတပွဲမိမိတစုမိမိမိသားစုအကျိုးစီးပွားအတွက်အသက်တွေနဲ့ရင်းသားတဲ့နေမြေကြီးတစ်ခုလက်လွတ်လိုက်မယ်ဆိုရင်တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုမြို့ကြီးတစ်မြို့မြို့မှာမဟာဖြူဟာမြို့ကြီးတစ်မြို့လာရှုပ်ကိုမဖြတ်ပဲမန္တလေးကိုမရောက်ဘူးကွာမူစေကနေဆက်ကုံတွေရေးပစ္စည်းမှန်သမျှလာရှုပ်ကထိုင်ပြီးကိုတော်နဲ့မန္တလေးထိုင်ပို့ကြတာစီးပွားရေးစီးရေး နိုင်ငံအချက်အချာမဟာဗျူဟာမြို့တစ်မြို့တိုက်ပြီးတိမ်ပြီးအသက်တွေပေးပြီးမှခတ်လွယ်လွယ်ပြန်ပေးကြမယ်ဆိုရင်တော့တမိုင်းမှာမျက်နာမပြရရတဲ့အခြေအနေမျိုးမဖြစ်စေချင်ပါဘူးဖီအားတွေရှိတာကိုနားလည်ပါတယ်အန်ယူဂျီနဲ့မြေပြတ်တော်လိုင်းတပ်ဖွဲ့တွေဟန်ချက်ကြီးမလိုက်ပါနိုင်မှုကြောင့် ပြုတ်ရဲ့ဖီအားကိုပုံမူပြင်းထန်စွာနားလေဟောခန်းစားခဲ့ရတာဆိုတာကိုလေထပ်တူကိုချင်းစပါတယ်သို့တော့နီလန်းရှာပြီးအသက်တွေနဲ့ရင်းပြီးရောက်လာတဲ့ကျွန်တော်တို့ရဲ့အောင်မြေကြီးကိုပေးအပ်ဖို့ခက်လွန်လေမဆုံးဖြတ်စီခြင်းဘူးလို့ပြည်သူလူထုပူဇော်ဒီနေရာကနေလူမျက်ကြော်ကလေးလေးစားစားပန်ကြားပေးရစီဒါကတော့တော်လေကြီးရဲ့နောက်ဆုံးချီ ငလီနဲ့ပတ်သက်ပြီးတော့တိတ်ဆုံးသူတွေဒီနေ့ဒီတိုက်ဖြူချမှုတွေကျွန်တော်ဟိုရက်ကပြောခဲ့တယ်နော်တလာအတွင်းနေရီတက်မနေပါနဲ့တလာအတွင်းလမ်းတွေအိမ်တွေကိုမပြင်ဆင်ပါနဲ့တိုက်တွေကျွံပြီးပြိုချမှုတွေဖြစ်နိုင်ပါတယ်လို့ပြောပြီးမဆုံးခင်မန္တလေးကမန္တလေးမှာတိုက်တလုံးထပ်ပြိုချတယ်တားပြင်မှာငလီဘေးမှာအလောင်းတွေကြားတဲ့အမျက်ထုတ်မှုတွေကိုလည်းကျွန်တော်တွေ့ရတယ်အခြေအနေကနှစ်ခုဖြစ်နေပါတယ် ငလင်ဘေးကိုအကြောင်းပြပြီးတော့မြေပြင်မှာလာလူတဲ့သူတွေကို လူရက်ပြီးအတင်းအာဓမမမရရန်ဖြစ်တဲ့ပြဿနာတွေအများကြီးကြားနေရသလိုနောက်တစ်ခုကငလင်မေးကိုအမျက်ထုတ်ပြီးတော့ငွေမဲတွေခွာချစစ်တပ်နဲ့ပတ်သက်သူတွေကိုကူညီတဲ့ list တွေနဲ့ခိုင်မင်းဝေ pride မင်းသမီးတယောက်တိမ်ပေါင်း၄000ကျော်နဲ့ပတ်စံတွေလက်ထဲပိုက်ပြီး စစ်တပ်ကပေးတဲ့စည်ရင်တိုင်းလိုက်လူနေတော့မြေပြင်မှာပြည်သူလူထုရဲ့အမျက်ဒေါသကိုရင်ဆိုင်ရတာတွေကြားပါတယ်တချို့သူတို့သူလူတဲ့လူတွေကတော့ချီပြူတာပေါ့ဗျာတကယ်ခက်ခဲတဲ့လူတွေစီမရောက်ပဲစစ်တပ်ကရောက်လာတဲ့ list တိုင်းလိုက်လံလူဒန်းမှုလုပ်တယ်ဆိုတဲ့သတင်းတွေကတော့အလင်းအမြန်ထွက်ပေါ်နေပါဒါကြောင့်မို့ဒီလောက်ငွေအမြောက်အများကိုတော့ခွာမချပဲနဲ့ငွေမဲမဟုတ်ပဲနဲ့ထွက်လာစရာမရှိပါဘူးဒါကတော့ပညာရှင်တွေနဲ့သက်ဆိုင်ရာငွေကြေးဆိုင်ရာစီမံခန့်ခွဲသူတွေက တိတိကျကျရေးပြပြောပြချဖို့လိုပါတယ်နောက်တစ်ခုကရွှေတရားကောင်းလောက်အောင်ဖြစ်တဲ့အဖြစ်ပြက်ကြီးတစ်ခုမန္တလေးမစိုးရိုင်တိုက်သိရှိမှာဖြစ်ခဲ့ပါစွဲထက်ချွေဆိုင်မန္တလေးမှာလေတတိုင်းပြည်လုံးငတ်နေတာမန္တလေးမှာလေတမျိုးလုံးငတ်နေတာဒုက္ခတွေပင်လဲဝေနေတာနောက်ဆုံးအချမ်းသာဆုံးမှာဆိုတဲ့စကိုင်းဖီလာကဒူတွေတော့အခုချိန်ဒီအလောင်းထုတ်မြောက်လို့ပုတ်ဆောင်တန်းနေတော့ ဂရေရောဟုတ်တယ်အခုချိန်ထိကဲဇေးလုတ်ဖို့ခွင့်မပေးသေးဘူးအချားမြုပ်ပြက်အိမ်ပြက်ရွာပြက်တွေအများကြီးဒါကိုလေမဘာသာဝိရတုဥဆောင်တဲ့အကြောင်းဖြစ်တဲ့မစိုးရင်တိုက်တက်ကိုတိမ့်ဗနတောင်းကုန်ကုန်ချက်ချင်းပြန်ဆောက်မယ်လို့ဆိုလာတဲ့ပတ်စံတော့မတမာတဲ့နီးတွေစစ်တက်နေပေါင်းပြီးတော့ရောက်ထားတဲ့နီးနေတဲ့ချမ်းသာနေပါရဲ့အုံနောက်မရှိစင်ကြုံတရားမရှိ ရှုရကောင်းတဲ့အပြုအမူတွေကြောင့်ဗုဒ္ဓဘာသာကြားထဲမှာကမ္ဘာဗုဒ္ဓဘာသာဝင်ကြားတဲ့အခြားဘာသာဝင်ကြားတဲ့ကျွန်တော်ဗုဒ္ဓဘာသာတရားအနေနဲ့ရှက်မိပါတယ်ရှက်မိဒီလူတွေဒုက္ခရောက်နေတာတကဘာလုံးကလာကူနေတာမင်းအွန်လိုင်းဆိုတဲ့ကောင်မင်းတို့ဇွဲတက်ကကိုးကွယ်တယ်မင်းအွန်လိုင်းဆိုတဲ့ကောင်ကခွက်ခောက်ပြီးကူကြပါကြိတ်ကြပါလုံနေတာ မင်းတို့ပတ်စံတွေကတပြားမှအခုဒီပြည်သူကိုမလူသေးဘူးဘယ်ဘူကျုံမှပြည်သူကိုအိတ်ထဲကစိုက်ပြီးလူတာတခုမှမတွေ့ရသေးဘူးဒါကြောင့်မို့ကျွန်တော်ခုနပြောခဲ့တယ်အခွင့်အရေးကလည်းရာဇဝမှုအဖြစ်ကိုကိုယ်တိုင်ပြတ်ထန်းခဲ့တဲ့စစ်ဘူကျုံတစုလို့ကျွန်တော်ပြောတယ်ထပ်ပြီးတော့နောက်တဲ့အမှုတွေကစစ်ဘူကျုံနဲ့အတိုင်းဝိုင်းအကုန်လုံးနှီးပါဖြစ်နေတာတွေ့ရတယ်ခိုင်မင်းဝေကိုဗန်းပြပြီးဝင်မဲတွေခွာချနေတယ် ဇွဲထက်လိုကောင်မျိုးကသူတို့ရဲ့စစ်တပ်လက်ကင်တုံးဖြစ်နေတာကိုတော့ငင်းစရာမရှိဘူးထပ်ပြီးတော့မဘာသာလိုဖုံကြီးကြောင်မျိုးကိုတိမ်ပေါင်းတောင်းတဲ့အချီမစိုးရင်တိုက်သိကိုဗျာဝိရတုတီထောင်တဲ့ဖုံကြီးကြောင်ကိုချက်ချင်းပြန်ဆောက်နေဆိုတာစကိုင်းကြောင်တကြောင်လုံးပြူကျနေတာဗျာတော့တပြားမှမလူတဲ့ကောင်ဗျာဂျွန်စရာကောင်းလိုက်တာဘုဒ္ဓဘာသာဝင်ကြီးကြားထဲမှာ ကျွန်တော်ရှက်ပြီငါတို့ပြည်သူကိုတကယ်ကိုမဲဆုပ်ရင်စစ်နိုင်အောင်တိုက်ပြီးမြစ်တာအပြည့်နဲ့တိုက်ရင်ကိုကိုရင်တိုက်နဲ့ပြည်သူနဲ့တသားနဲ့နေကြရအောင်လို့ပြောရင်ဒီနေ့ရောက်ပြီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်